ဟုတ်ပြီမနေ့ကရှင်းလင်းချက်ဖြစ်တယ်ဒီ model လေးလုံးကိုနားလည်ပြီးပြီဆိုရင်ဒီနေ့လေ့ကျင့်ခန်းဒီ6ခုကိုလောက်ကြမယ်ပေါ့နော်ဒီဇေယျဒီအပိုင်းလေးပိုင်းနဲ့ပေါ့နော်ဒီနေ့မှာဒီဗီဒီယိုတွေ့ရလို့ဆိုလို့ရှိရင်တော့ day 1ကနေပြီးတော့ဒီနေ့ရောက်တဲ့ day အထိကိုနေ့စဉ်ဒီနေ့ပုံမှန်တစ်ခုစီဖြစ်ဖြစ်ဒီနေ့နှစ်ခုစီဖြစ်ဖြစ်ကြက်ပြီးတော့ပိုင်းနိုင်ပြီးတစ်ဆင့်စီတက်ခဲ့ပါ day 30 series ဖြစ်ပါလေအင်္ဂလိပ်စာအောက်တက်ခြင်းပို series ဖြစ်တဲ့အကြောင်းရက်30ပြည့်သွားလို့ရှိရင်အောက်တက်ခြင်းသွားမှာပါဟုတ်ပြီအဲ့တော့ပုံမှန်နေ့စဉ်အခုလေ့လာနေတဲ့သူတွေကတော့အခုဒီမှာရှိတဲ့6ခုပေါ့နော်ဖြည့်ကြည့်မယ် ခဏလေးကြည့်ပြီးဖြည့်စီမယ်ပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အဖြေတိုက်ပါမယ်ဟုတ်ပြီရပြီဆိုလို့ရှိရင်ကဲကျွန်တော်တို့အဖြေတိုက်ရအောင်သင်စာမွေးပွဲအတော်အတွင်းသင်ဤဖုန်းကိုမသုံးရဘူးမလုံရဘူးဆိုတာဒီဒီပုံစံလေးခုထဲမှာ negative ပုံစံဖြစ်ပါတယ် negative မှာမှာရမလုံရဘူးဆိုတာတားမြစ်တဲ့ပုံစံဒီဒီ must ပုံစံဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအပိုင်းလေးကိုတုံးမှာဖြစ်တယ်ပေါ့နော် subject ကိုလိုက်ရှာမသုံးရတာဘယ်သူမသုံးရတာလဲ တင်မတော့လာဆိုတော့ချက်တော့ဗာရေးလိုက်တယ်ဆိုရင် you ရေးလိုက်ပါတယ် you ပြီးရင် subject ပြီးရင် verb လာမယ် verb ကနှလုံးတွဲလေးဟုတ်ပြီ mustn't တုံးတာပါလဲဆိုရင် use use ပါအမအသုံးပြုတဲ့နေရာမှာ span ဆိုတာလည်းရှိသေးတယ် span ကတော့ time လို့ခေါ်တဲ့အချိန်လေး man ကြီးလို့ခေါ်တဲ့ပတ်စံလေးသုံးတဲ့အခါမှာသုံးတာပါပစ္စည်းတွေကိုသုံးတာတော့ချေတော့ဘာနဲ့သုံးလဲဆိုရင် use နဲ့သုံးပါတယ် you must and you ကဲမှာမှတ်ကြောင်လေးတစ်ခုကျန်နေသေးတယ် subject verb object place ဆိုတဲ့နေရာ time ဆိုတဲ့အချိန်ပေါ့နော် ဒါအခြေခံပုံစံလေးပေါ့နော် outer table ဆိုတဲ့နေရာမှာကျွန်တော်ဒီ pattern လေးကိုတုံးနေပါတယ် you must and use ပြီးရင်ခံရတဲ့ object အသုံးပြုမခါတာပါလဲဆိုရင် phone ပဲမဟုတ်ဘူးသင်ဤ phone အတွဲလေးသင်ဤရာဒေတုမှတွေပါပြီးသား possessive adjective သင်ဤဒီ your phone ပြီးရင်နေရာပါလားနေရာမပါဘူးနော်ဘာအတော်တွင်လဲ somewhere အတော်တွင်နေရာလို့ယူဆလို့လည်းရတာပေါ့ somewhere အတော်တွင်ဒီဒီအတော်အတွင်းဆိုတော့ preposition ပါတယ် preposition နဲ့ phrase အဲ့တော့အတော်တင်ကိုဂျူရင်လို့ခေါ်တယ်ရှေ့ရရက်တွေမှာဂျူရင်တခါသုံးခဲ့ပြီပေါ့နော်ဂျူရင်ဆာမူဝဲအိဇမ်ဒီလေးထည့်လိုက်မယ်ပေါ့နော်ဂျူရင်ဒီအိဇမ်ဆာမူဝဲအတော်တွင်ဖုန်းကိုအသုံးမပြုသင့်ဘူးအသုံးမပြုရဘူးဒါတတ်မြစ်တာဒါလည်းဟုတ်ဘာကြောင့်ငါတို့ကသူ့ကိုယုံကြည်တင့်တာလဲလဲမင်းကိုဆိုရင်မှာဒီအတန်းကဒါလဲအတန်းလဲအတန်းမှာမှာတင့်ပါတော့တင့်ဒီမှာရှွတ်ဆိုတော့ဒီဟာလေးကိုသုံးမယ် WH နဲ့စဆိုတော့ဘာကြောင့်တဲ့အာ WH လုံး WHY Y question one တွေဖြစ်တဲ့ why နဲ့ what တွေ where တွေကိုရှေ့ရသေးတယ်မှာလေချက်ခဲ့ပြီးကျွန်တော် negative လို့တဆင့်စီကြာလာတာဖြစ်တဲ့ကြောင်းဈာပြန်မြင်နေဆိုရင်တော့ရှေ့ရနေပြန်ကြည့်ဖို့အကြံပြုပါရပါတော့အချိန်တလာတည်းပဲကြာမှာပါဈာဆိုရင်ဈာ30ပဲကြာမှာပေါ့နော်ဒီတိုင်းနေလဲအချိန်နဲ့ကုန်သွားပါပဲအတူတူဆိုတော့ဟုတ်ပြီအပြင် why ပြီးလို့ရှိရင်ဘာလာမလဲဆိုလို့ရှိရင်တင့်ဆိုတော့ဒီမှာ should ကိုလာမယ်အဲ့တော့ why should should be a subject ယုံကြည်တဲ့သူတယောက်ပြီးလို့ဆိုရင်ငါတို့ငါတို့ဆိုတာကျွန်တော်တို့ subject pronoun ဖြစ်တဲ့ကြောင်းဘာထည့်လိုက်ဆိုရင် we why should we subject ပြင်ပါလားမလဲ verb လာမှာပေါ့ verb ကပါလဲဆိုရင်ယုံကြည်သည်အဲ့တော့ယုံကြည်ရဲ့ဟာကိုတော့ရပါမလားယုံကြည်ရဲ့မှာ believe ဆိုတာရှိတယ် b l i e v believe ရှိတယ်နောက်ခါကျတော့ t r u s t trust ဆိုတာရှိတယ်အမှအမှန်တရားဆိုတဲ့ true တို့နော်အမှန်တရားဆိုတဲ့ true အဲ့ဒီမှာဟိုမှန်ကန်သောဆိုတဲ့ true တို့အမှန်တရားဆိုတဲ့ true တို့ ਨੇ ရောသွားအောင်မယ်ယုံကြည်သည်ကပါလဲဆိုရင် t r u s t trust believe လို့တော့လည်းမှန်တယ်ဒီညမှာ why should we trust object လာမယ်ခံရတာအယုံကြည်ခံရမှာပါလေသူ့ကို သူ့ကိုသင် subject pronoun မဟုတ်ဘူး object pronoun ကိုနဲ့ဆုံးတဲ့အလုံးဆိုတော့ him ဆိုပြီးရေးရမယ်ဒါရှေ့ရက်ဒီမှာဒီလို him လို့ we လို့တလုံးစီဆရာတိပဲရှင်းပြီးတော့ချက်ခိုင်းထားတယ်ဒါဟိုးအစာပိုင်းရက်ဒီမှာလေးဆရာတည်ထားပြီးသားခါတယ်အော်မေကုန်းဆိုတာပါလိမ့်ချင်မယ်ဆိုရင် question မလေးထားတယ် why should we trust him အားတို့ဘာကြောင့်သူ့ကိုအားတို့ဘာကြောင့်သူ့ကိုယုံကြည်တင်တာလဲငါပါတီဘွဲကို guitar ယူလာတင်လာဟောဘာမေကုန်းလေးလဲလာမေကုန်းလာဆိုရင်ဒါဒီအတန်းဒါလဲအတန်းဒါလာအတန်းဒါ negative မဟုတ်ဘူးဆိုတဲ့အတန်း ဒါကရိုးရိုးအတန်းလားဆိုတော့ဒီတန်းသုံးမယ်ဘာလဲတင့်လားဆိုတော့ short ကိုပဲသုံးမယ် short နဲ့စမယ် short short ပြင်ပါလားမလဲ subject လားမလဲဆိုတော့ subject ကငါဆိုတော့ i ဟုတ်လား subject ပြင်ပါလားမလဲ verb လားမလဲ verb က0ယူလာတာလဲခဏခဏရေးနေတာ short i bring ဟုတ်လားပြင်အယူလာခံရမယ်ဟာဘာလဲဆိုရင် guitar ဆိုတော့ guitar ဒဲထည့်ရမယ် g u i t a r guitar ဘာကြောင့်ဒဲထည့်လဲဆိုရင် musical instrument လို့ခေါ်တဲ့ 2D ရာဒီအားလုံးရဲ့အရှိမ ဒယ်ထည့်ပြီးတော့ကြီးရတယ် show i am bring the kira ပါတီဘွဲကိုဆိုတော့ပါတီဘွဲကိုဆိုပေမဲ့လည်းပါတီဘွဲတို့လူယူဆရမယ်တို့လူယူဆပြီးတော့ထူထက်လိုက်မယ် through the party ပါတီဘွဲမှာဒယ်ဘာကြောင့်ထက်လဲဒယ်ဒီတိကြိုက်ခါမှာတုံးတယ်ပြောရတဲ့သူကနားထောင်နေသူကသိတဲ့ဟာလူယူဆမှာဒီညမှာ तू ကအဲ့ပါတီဘွဲကြောင့်ပြောနေတယ်လို့ဒီဒီညမှာ तू ကပါတီဘွဲကြောင့်ပြောနေတယ်လို့ဒီပါတီဘွဲကြောင့်နားထောင်နေသူကလည်းပါတီဘွဲကိုသိကြတယ်ညောင်နှလုံးသိလို့သိကြတယ်လို့ယူဆပြီးတော့ဒယ်ထက်လာလာမေကိုဆိုတော့ question မလေးထက်လိုက်တယ် show i bring the kid to the party ဒီသင်ခန်းစာကိုတင်ကျင်းတို့ကိုရှင်းပြနိုင်မလားလားမေးကုန်မဲ့ဆိုတာဒီအတန်းပဲဒါပေမဲ့ तू အသိမဟုတ်ပဲနဲ့လုံနိုင်မလားနိုင်သားခံဒါပါနဲ့စာပဲဆိုရင်ခံနေစာခံပြီးပါလားမလဲ subject ရှင်းပြမဲ့သူ verb ကိုလုတ်တဲ့လူလိုက်ရှာရှင်းပြမှာကဒီသင်ခန်းစာကြီးကရှင်းပြမှာမဟုတ်ဘူးကျွန်တော်ဒီမှာနည်းနည်းလှည့်ထားတယ် subject ရှာနေနည်းနည်းသိသွားအောင်ရှင်းပြရဲ့ verb ကိုလုတ်တဲ့သူက subject ပဲရှင်းပြမှာဘယ်လိုရှင်းပြမှာဆိုတော့သင်ရရှင်းပြမှာဆိုတော့ဒါ subject ဆိုသိရမယ်နော်လွဲသွားပြီလားမသိဘူး can you ဟုတ်လားရှင်းပြနိုင်မလားပြီးတော့ ပြီးရင် verb လောက်လာမယ်ဆိုရင် verb zero လာမယ်ရှင်းပြသည်ဆိုတာပါလဲဆိုရင် explain e s p l a n explain နှစ်ခုပဲကျန်တော့လေကျွန်ုပ်ကိုကျန်တယ်ဒီသင်ခန်းစာရဲ့ကျန်တယ်နှစ်ခုကျန်တယ်အဲ့တော့နှစ်ခုစလုံးကပါလဲဆိုရင်အရှင်းပြခံရမယ်သူတွေပဲ object နှလုံးပေါ့ကျွန်ုပ်ကလည်းရှင်းပြခံရမှာဒီသင်ခန်းစာလည်းအရှင်းပြခံရမှာခံရမယ်သူ object နှလုံးပိုင်းဘာအရင်ရေးရလို့ပြောခဲ့လေလူအရင်ရေးရတယ်ကျွန်ုပ်ကိုနော်ကျွန်ုပ်ဒီမဟုတ်ဘူးနော်ကျွန်ုပ်ကိုဒီ object ဘယ်လိုနော်မမိသေးလား me ဒီသင်ခန်းစာ ျွန်တော်ဒီနေရာမှာဒီသင်ခန်းစာဆိုတဲ့ဒီလေးကိုသင်ပေးခြင်းလို့ဒီမှာထည့်ထားတာအဲ့တော့ demonstrative လို့ခေါ်ပါတယ် demonstrative လေးလုံးရှိတယ်အဲ့ဒါဘာလဲဆိုရင် this that these တို့ပါအဲ့တော့ this ဆိုတာက e အရာလို့ထည့်ပြထွက်တယ်အပြောစကားနဲ့ဆိုရင် d လို့ထည့်ပြထွက်တယ် that ဆိုတာကကြတော့ကိုယ်နဲ့ဝေးတဲ့အရာမှရှိတဲ့ဟာပစ္စည်းတစ်မျိုးတည်းပဲနော်ကိုယ်နောက်မှရှိတဲ့ပစ္စည်းတစ်မျိုးလည်းဆိုရင် this အဝေးမှရှိတဲ့ပစ္စည်းတစ်မျိုးဆိုရင် that ထိုအရာလို့တည်းပဲထွက်တယ်ဒါအရေးစကားအပြောနဲ့ဆိုရင်ဟိုဟာလို့တည်းပဲထွက်တယ်ဒီဟာနဲ့ဟိုဟာ ဤရာနဲ့ထိုရာဒါဆိုရင် this နဲ့ that နောက်ကိုယ်နာမရှိရတဲ့အများကြီးပဲဆိုရင်တော့ these လို့ခေါ်တယ်ဤအရာများဟုတ်ပြီနော်နောက်အဝေးမှာရှိတဲ့ဟာတွေအများကြီးပဲဆိုရင်တော့ those ထိုအရာများဘာမှလို့ဆိုရင်တော့ဒီဟာတွေဟိုဟာတွေဤအရာများ ထိုအရာများအဲဒါ these နဲ့ those ဒါပြီလို့ထင်ပါတယ်နော်အခုက d ဆိုတာက e နဲ့အတူတူပဲအဲ့တော့ကျွန်တော်ဘာသုံးလိုက်လဲဆိုရင် this ကိုသုံးလိုက်တယ် we မှန်တယ်ဆိုရင်တော့လေအစတွေကရှိပြီးသားမဟုတ်လို့မှားသွားခဲ့တဲ့ဆိုရင်အစ်စ်ကိုတီးသွားရင်လို့မှတ်ပါမှားရင်လို့မမှတ်ပါနဲ့ သင်ခန်းစာတော့ lesson ပေါ့မရှင်းမထက် can you explain me this lesson မင်းဒီသင်ခန်းစာငါ့ကိုရှင်းပြနိုင်မလားသူမမြစ်ထဲမှာရေမကူးနိုင်ဘူးလုံနိုင်တာနဲ့လုံတက်တာနဲ့အတူတူပဲအားလေးကိုလည်းမှတ်ထားတယ်ပေါ့နော်ရေမကူးတက်ဘူးပဲပြောပြောရေမကူးနိုင်ဘူးပဲပြောပြောဒါဆိုရင်နိုင်စေကံအောင်သုံးရအောင်မယ်အမမမလုံနိုင်ဘူးဆိုတော့ဒီအတန်းရိုးရိုးတန်းမဟုတ်ဘူး affirmative တန်းမဟုတ် negative တန်းမလုံနိုင်တာ can't subject က she ရှိပြီပါလားမလဲဆိုရင် can't ဒီကူတာပါလဲဆိုရင် swim စင်းမာမှာတခုကိန်း S တွေပါတော့မထည့်နဲ့နော်တကယ်လို့ဒါ VAR ဆိုရင်တခုကိန်းဆိုရင် S ထည့်ရမယ်လို့ရှိရ Blazer ဆင်မဲ့တက်မှာပြောထားပြီမြဲဒီ model ဒီအနောက်မှာဗာပဲလိုက်ရမယ်ဆိုရင် VAR 0တွေပဲလိုက်ရမယ်ဆိုစီစဉ်နေရှိလို့ S ထည့်လို့မရပါဘူးရှီခန့် swing နေမကူးနိုင်ဘူးမြေแท้မှာအแท้မှာပါတော့ preposition အแท้မှာ in မြေแท้မှာဆို in the river ဒီမှာမြေแท้မှာရေမကူးနိုင်ဘူးနောက်တစ်ခုငါမနှက်ဖန်ဈေးသွားမယ် စကားပြောတဲ့ခါမှာကျွန်တော်ကလိမ့်ကိုထည့်လို့မရှိဘူးအဲဒါကြောင့်လိမ့်ပါမှလူတွေကဝေလို့ထင်ကြတာလုံမဲဆိုတဲ့ဟာလေးလည်းဝေသုံးလို့ရတယ်မနှက်ဖန်ဈေးသွားမယ်သူဆုံးဖြတ်ချက်အခုချလိုက်တာအမေသူစားချက်ဆုံးဖြတ်ချက်ကအခုဟာတမဟုတ်ဘူးမနှက်ဖန်အတွက်ဒါမနှက်ဖန်ဈေးသွားမယ်ဆိုတာအနာကက်ဖြစ်တယ်ဈေးသွားလိမ့်မယ်လို့ပြောချင်တာဖြစ်တယ်အဲဒါကြောင့်ရိုးရိုးပုံစံနဲ့ဒါတော့မှန်မယ်ထင်ပါတယ်နော်လိမ့်မီရိုးရိုးပုံစံဆိုဝေလေးပဲတော့မှာသူဒီအော်ငါဆိုတော့အိုင်ပေါ့လွယ်တယ်နော် I way subject ပြင်ဖတ်လာမယ်ဘာလို့မှလဲသွားမှာဆိုတော့ go ပြီးမနှက်ဖန်ရဲ့ဈေးရဲ့နှစ်ခုကျန်တယ်ဟုတ်လား နေရပြီးမှအချိန်မှာ place ပြီးမှ time လို့ပြောထားခဲ့တယ်ဈေးဒီမှာနေလိုက်ကျွန်တော်ပြောနေကြဈေးသွားမယ်ဆိုတာတကယ်တကယ်ဘာလေးမြှုပ်ထားလဲကိုးနောက်မှာဈေးတို့သွားတယ်ဆိုတဲ့ဟာလေးမြှုပ်တယ်တို့ဒီပါလဲဆိုရင် true ပဲနော်ဈေးက market go to the market နော် school တို့ walk တို့အခါကြတော့ bed အိယာရဲ့နောက်ခါကြတော့ home ဆိုအိမ်ကြီးရဲ့ရှိမှာတော့ there ထည့်လို့မရှိပေမဲ့အခြားနေရာရယ်ဆိုရင် there လေးထည့်ပေးဖို့မမေ့ပါနဲ့ I will go to the market မနေ့ကကျတော့ပါလဲဆိုရင် tomorrow 2 am ဟာ OW tomorrow okay ဟုတ်ပြီအစင်တိကြိုက်လားမသိဘူးမှားသွားရဆိုရင်ကျွန်တော်ခါတိုင်းပြောနေချာလို့ပဲမှားပါလေလို့မယူဆပါနဲ့တစ်ခုတစ်ခုအစ်တတစ်ခုဘာဖြစ်သွားလဲငါတိသွားပြီလို့ပဲယူဆပါဆက်ပြီးစူးစမ်းကြပါကျွန်တော်အချိန်မပြတ်ဆက်ပြီးတော့တင်ပေးနေပါမယ် fight တင်ပါမယ်